ကဲမိုဘိုင်းဂိမ်းတွေထဲမှာအကောင်းဆုံး offline story game ၅ခုကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားပါမယ်။အဂိမ်းတွေကအကောင်းဆုံးဂိမ်းတွေဖြစ်တယ်လို့မတူညီကြတဲ့ဂိမ်းတွေလည်းဖြစ်ကြပါသေးတယ်။ ဒီဂိမ်းကတော့ mobile game မှာဆိုးကိုဆိုးကြည့်တဲ့ဂိမ်းတစ်ခုပါ game story ကတော့ AC မိတ်ကလေးကအခန်းတစ်ခုထဲမှာအိပ်ပျော့နေတော့နေရာတစ်ခုရောက်သွားပြီးဘယ်နေရာကလည်းမသိတဲ့ဆွမ်းအားတွေကရလာခဲ့တယ်ပေါ့အဲ့ဒီဆွမ်းအားတွေကတာမန်ဆွမ်းအားမဟုတ်ပဲအခြေတွေကိုအနောက်ပြည့်ရေးလို့ရတဲ့ဆွမ်းအားတွေပါ game လေးပုံစံကတော့အဲ့ဒီမိတ်ကလေးနေရာကနေကစားမှဖြစ်ပြီးတော့သူစကားပြောတဲ့အခါမျိုးမှာမားတာဖြစ်ဖြစ်လိုအပ်တဲ့အခါမျိုးမှာဆိုရင်အခြေတွေကိုအနောက်ပြတ်ဆိုပြီးတော့အန်ဒီရကနေကြော်လွားဆော့ကစားရမှာပါ mobile မှာထွက်ထားတာကလည်းကြာပြီဆိုပေမဲ့အခုချိန်ထိ mobile game နဲ့ဆေးလို့ရတဲ့အထိ graphic ကကောင်းနေသေးတာပါအခေကတော့ play store မှဆိုရင်ဝက်ဆော့မှဖြစ်တာမလို့ခလုတ်ကားနေပဲမိုဘာဆိတ်တောက်ဖို့အကြံပေးပါတယ်။ဒီဂိတ်ကတော့နာတိုဂိတ်ဖြစ်တာမလို့ကိုကနာတိုဂိတ်ရွေးကိုလည်းကြိုက်တယ်။အမိုဘိုင်းဖုန်းတလုံးပဲရှိတာဆိုရင်ဒီဂိတ်ကိုစောကြည့်ဖို့တရားရခိုင်တော့အကြံပေးပါတယ်။ဂိတ်ပုဇံကတော့တူးရွာလေးမှာမေဆွေတွေကိုလှုပ်ပြီးတော့စတိုရီမုန်းနဲ့ကစားရတယ်လို့ဝါပဇက်ဝိုင်းလည်းဘောတွေနဲ့ကြုံလို့ရပါတယ်။နာတိုကားမကြည့်ဘူးတော့မို့အခေါ်ခေါ်လေးမှရင် sorry ပါ။အေးဘလို့ပဲဖြစ်ဖြစ်မိုဘိုင်းမှာဆိုရင်နာတိုဂိတ်ထဲမှာကဒီဂိတ်ကအကောင်းဆုံးဂိတ်တစ်ခုဖြစ်ပါလိမ့်မယ်။ ကျွန်တော်အကြိုင်ဆုံး offline mobile game တွေထဲကတစ်ခုဖြစ်တဲ့ဒီ game ကိုတော့ပြောဖို့ပြောရပါလိမ့်မယ်။အ game လေးပုံစံကလင်းနဲ့ချောင်းနဲ့ပဲကစားရမှာပါ။အနောက်နေတာမဟုတ်ပါဘူး။ဒီ game ကိုလင်းနဲ့ချောင်းနဲ့ပဲကစားရမှာပါ။အဲ့ဒီခလုံးနှစ်ခုကိုတော့ညီနကိုနေရောက်နေရာကနေကစားမှဖြစ်ပြီးတော့လင်းနဲ့ချောင်းနဲ့တယောက်တစ်ဖိစီကစားရမှာပါ။အဇလန်ကတော့သူ့အမေဆုပ်ပြီးသွားတဲ့နောက်မှာသူ့အဖေကလည်းနေမကောင်းဖြစ်နေတာမလို့ဆရာဝါစီကိုခေါ်သွားတဲ့အခါအာသူ့အဖေကိုကတိပိန်နိုင်မယ်နီလန်ကတစ်ခုပဲရှိတယ်လို့ဆရာဝါကပြောလိုက်တာပေါ့။အဲ့ဒါကြောင့်မလို့အဲ့ဒီ CCRC ကိုလမ်းညွှန်ပေးတဲ့အတိုင်းအဲ့ဒီနေရာစီကိုညီကိုနေရောက်ကစော်စားဆောက်ခွေရမှာပါ။ ခလုတ်ကနက်ခူးပဲအစည်းရဆိုပေမဲ့အထဲမှာဗဟေနီးတွေကိုညံနဲ့သုံးပြီးတော့အလောက်ရမဲ့ဟာတွေစီးတာမလို့တကယ်ကိုမှဆော့ရတာမဲ့ဂိတ်တစ်ခုလည်းဖြစ်ပါတယ်တယောက်တည်းလဲဆော့လို့ရတယ်လို့တငငချင်းနဲ့တယောက်တစ်ဖက်ဆော့ရတော့ပိုကောင်းတော့ပေါ့အဲဒေါ်သားထွေးလိုက်ရတော့ထိလို့ရတာပေါ့ ။နောက်ထပ်ဂေကတော့ Honor ဂေပါ။ဇန်လိုင်းကတော့သူ့ရဲ့ချစ်သူကသူတို့နေထိုင်တဲ့စကာဟိုတယ်မှာအခေတွေးနေတယ်ပေါ့။အဲ့ဒီအခေခဲတွေကိုကျွန်တော်တို့စီကိုစားတဲ့ဆောင်နဲ့ရောက်လာခဲ့တယ်ပေါ့။အဲအကြောင်းမလို့ကျွန်တော်တို့ကလည်းစကာဟိုတယ်ကိုသွားပြီးတော့ကိုယ့်ရဲ့ချစ်သူကိုခေါ်ထုတ်နိုင်အောင်ကြိုးစားရမှာလည်းဖြစ်ပါတယ်။အထက်မှလည်းဖြီးစီစီရဗဟီနီးတွေအများကြီးနဲ့စာခွေကစားရမယ့်ပုံစံမျိုးပါ။အဂေထမပါတဲ့ဆောင်းတဲ့ဂေပလေးတွေကတကယ်ကိုမှ Honor အရသာကိုရစေမှာပါ။ ဟွန်နာဂိရီကိုလည်းကိုကကြိုက်တယ်ဆိုရင်မိုဘိုင်းမော့ဆိုရင်ဒီဂိကစောကြီးအသေးစောဂိတခုဖြစ်ပါလိမ့်မယ် အနောက်ဆုံးကိကတော့ဗလိုင်းမော်မူလီမူပိုင်ပါဒီကိကတော့ပြေးရခိုင်းရတာတွေကိုကြိုက်တဲ့ဆိုရင်နက်ခစေစားနေစရာမလိုပါဘူးအထမ်းမပါတဲ့ graphic တွေကဆက်ကောင်းတယ်လို့ဂိတ်ပလေးကလည်းတခါတော့ဆုတ်ဖူးပြီးသွားပြီဆိုရင်တကယ်ကိုမှကောင်းတဲ့ဆိုတာကိုလက်ခတ်ရမှာဂိတ်တခုပါအဂိတ်ရဲ့ story ကတော့စိတ်ဟောင်းပစ္စည်းတခုကိုလူတိုင်းကလိုချင်နေကြပြီအဲ့ဒီ PC ကိုလည်းစောက်ခွေကစားရမှာပုံစံမျိုးပါကိုစိုးရမှာလက်ခီးမှလည်းထူးဆန်းတဲ့လူတွေအများကြီးကိုတွေးရမှာဖြစ်ပြီးအတူတူနဲ့တိုက်ခိုက်ပြီးအဲ့ဒီ PC ကိုစောက်ခွေကစားရမှာပါဂိတ်ပလေးကတော့တင်းနဲ့အဝေးကသူ့တွေကိုပြေးလို့ရတယ်လို့ဓာတ်နဲ့လည်းအနီးခုတ်လို့ရပါတယ်ဒါပေမဲ့ဓာတ်နဲ့ပြေးတာတင်းနဲ့ က်ခုတ်တာကတခြား RPG ဂိမ်းရွေးလို့မဟုတ်ဘဲနဲ့တကယ်ကိုမှအားရစေမဲ့ဂိမ်းတစ်ခုပါအဲ့ဒီဂိမ်းရွေးကိုဓာတ်တဲ့နီမတိရေကျွန်တော် Telegram Channel မှာလဲတွေကိုစုပြီးတော့တိပေးထားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဂိမ်းကောင်းတွေကိုတိပေးနိုင်အောင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like နဲ့ Subscribe တွေလုပ်ခဲ့ပြီးတော့ကူညီပေးခဲ့လို့ရပါတယ်ကျွန်တော်ကတော့ Bye ပါ